ဲရပြန်တွေ့ဟုတ်ဒီပြိုင်ပွဲကိုငါ့ပုံရင်တွေ့နေတာနဲ့ဘယ်လိုယုံကြည်မှုနဲ့လာတယ်လဲဆိုတာသိချင်တခြားသူတွေအလှတော့မသိဘူးနော်ကျွန်တော်လေကြမှာဘာမှမပြောကြသေးခင်ပါပဲကျွန်တော်မရက်ထပြီးတော့အဲ့လိုမျိုးပေါ့နော်မင်းနဲ့ငါလည်းဝင်ဝင်ချင်းမှအဲ့လိုပြောလိုက်တော့အဲ့လိုမျိုးအရန်ကြောက်အားတော့ဖြစ်မိတာပေါ့နော်ဒါပေမဲ့လည်းစီပေါ်မှာဖြစ်တတ်တဲ့ကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုတော့အကောင်းဆုံးတော့ထင်ခင်ရပါလိမ့်ဟုတ်ဟုတ်မင်းရဲ့လုပ်ရတဲ့ခုကဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေရဲ့ဂုံတိတ်ခါဒီပွဲရဲ့ဂုံတိတ်ခါ အများကြီးအကျိုးသက်ရောက်မှုရှိတယ်။ကိုယ့်ရဲ့မျက်လုံးပေါ့အကိုကမျက်လုံးအိုက်ပါဝါကောင်းတယ်လို့ပြောမှာပေါ့နော်။ဟိုကျွန်တော်မှမဟုတ်ပါဘူးတခြားသူတွေလည်းအဲ့လိုမျိုးအကိုကိုချိန်နေကြောက်တဲ့ပုံစံမျိုးလိုတော့ဖြစ်ချင်လည်းဖြစ်မှာဘယ်လိုဆိုအကိုရဲ့မျက်နှာထားကတည်တယ်ထဲမှာပါတယ်လူတယောက်ကိုပြောလိုက်လို့ရှိရင်ဩဇာဩဇာပါဝါအဲ့လိုမျိုးကြီးမားတယ်လို့ပြောမှာပေါ့နော်။အကိုကိုမြင်တာနဲ့တော့ကျွန်တော်အဲ့လိုမျိုးချိန်နေထဲမှာပါတယ်ပေါ့နော်။ဟုတ်ဟုတ်။လာရဲတာတော့အချီးကျူးတယ်။ဟုတ်။တိမပြူတယ်။ဟုတ်။နော်။ဟုတ်။ထပ်ပြီးတော့စူးစမ်းခြင်းစိတ်ရှိတာကိုလည်း appreciate လုပ်တယ်။ ကြောက်ခဲ့ရအရင်ကြောက်ခဲ့ဘာလို့ဆိုကိုကအရင်အားနာကိုကအမားဟိုဘယ်လိုပြောမလဲတကယ်စီနီယာတကယ်ဝိုင်းရင်တရုတ်ဆောင်ဒရိုက်တာယူမှာကိုကအမားလေးလုံးမိလိုက်တာဆိုပို့ပြီးအားနာရပါတော့ပို့ပြီးလည်းအဲ့လိုမျိုးကြောက်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီပြိုင်ပွဲတော့ကတော့ဒါကျွန်တော်အများကြီးလည်းအားစိတ်ထားအားစိုက်ထုတ်ထားရပေါ့နော်နောက်ပြတော့အရင်လည်းမျောလင့်ထားရဲအဲကိုမျောလင့်ထားတဲ့အတိုင်းဖြစ်လာမယ်လို့လည်းယုံကြည်ရပေါ့နော်အခုဆိုရင်လည်းဒါ casting youtube ပွဲပြီးတော့ဒါကျွန်တော်တို့ဒါ top 20ရဲ့အထိဒါပါလာပြီပေါ့နော်အဲ့တော့လည်းအရင်လည်းပျော်ရှင်ရတယ်ဟုတ်ဘယ်လိုပြောကိုစူးစမ်းတဲ့အရာလေးကနည်းနည်းလေး အရာထင်တယ်လို့ပြောရမယ်ပေါ့နော်အခုဆိုရင်ဒါဒီပြိုင်ပွဲဆိုရင်လည်းဒါကျွန်တော်လေးစားရတဲ့ဒါ senior ဝိုင်းတရုတ်ဆောင်ကြီးပါတဲ့အတွက်လည်းကျွန်တော်ဒါ၆ဖြစ်လိုက်တာပေါ့နော်အဲ့အတွက်လည်းကျွန်တော်ဟိုအရင်လည်းပြောပါတယ်ပြောရှင်းရပါတယ်ဟုတ်ဟုတ်အဲဒီပွဲကကြတော့ဒါအကူပါမန်းကျွန်တော်တော့သိတယ်အကူကတော့ကျွန်တော်လားပြိုင်မြင်မယ်သူကတော့သိမှာမဟုတ်ဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဟာလေးစပြောတွေ့တာကဒါမမျက်လေးလားအနီစင်လားမသိ share လိုက်တဲ့ဟာလေးတွေ့ရပေါ့နော်ဒီဟာကဒါကဒီဟာပါဝါလို့ရှိရင်ဒါဒီအရောက် ထည့်ရမှာဒါတယောက်ကိုရွေးပြီးတော့ဒါခေါင်းဆောင်မင်းသားတို့မဟုတ်ခေါင်းဆောင်မင်းသမီးရွေးมาဆိုတော့ကျွန်တော်လည်းဒါအရန်လည်းစိတ်ဝင်စားတယ်ကျွန်တော်ကတ်စတင်နိုင်လည်းတိတ်မရှာဘူးเนาะဒါလည်းတကယ်ဟိုဟိုကိုစိတ်ဝင်စားတဲ့ဟာတကယ် reality ကတ်စတင်ဖြစ်တွေ့တဲ့ကြောင့်လို့ကျွန်တော်အရန်စိတ်ဝင်စားလို့ဒါသွားလျှောက်တယ်အကိုပါမန်းတည်ရအစတုန်းကတော့ကျွန်တော်ကဖောင်လေးပဲတင်လိုက်တယ်မလျှောက်တော့လို့ဆုံးပြတ်တာပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒါအကိုနဲ့ကလည်းရှေ့မှာနည်းနည်းလေးပြဿနာလေးပေါ့နည်းနည်းပြဿနာဖြစ်တော့ကိုဘက်ကဒါဟိုအားနာမြေပေါ့နော်အခုအားနာပြောငါရှောက်ရင်ကောင်းမလားမရှောက်ရင်ကောင်းမလားဒါမဲ့ဖောင်တော့လူကမြန်ငါတင်လိုက်မယ်ဆိုဖောင်တင်လိုက်တော့ဒါပထမဆင့်လူရဲဘက်မှာပါသွားတယ် အပါသွားပြီးတော့ကျွန်တော်ဒါညနေခင်းလားမသိညနေခင်းလောက်ကြာတော့ကျွန်တော်တငယ်ချင်းကဖုန်းဆက်တယ်ဗောနော်ကျွန်တော်မသွားတော့ငါမပြိုင်တော့ငါအရင်အားနာတယ်ဗောနော်မျက်နှာပူရဲဆိုကျွန်တော်အိမ်မှာပဲနေလိုက်တာဒါနဲ့တငယ်ချင်းကဖုန်းဆက်ပြီးတော့ဒါလှမ်းခေါ်တယ်ဟာလာခင်းလိုက်ပါဒါဒိုင်းနေရာလဲနားလဲပြီးမှာဗောနော်ဒါလည်းအရင်ကြီးကြီးမားမားပြဿနာကြီးလဲဟိုဖြစ်တာလဲမဟုတ်ဗောနော်အာခွင့်လွတ်ပြီးမှာပါဆိုတော့ကျွန်တော်လဲပြန်စဉ်းစားလိုက်တယ်ဒါကိုအရင်ဝါသနာပါတဲ့အရာလဲဖြစ်တယ်နောက်ပြီးတော့ ိုဒါဒီလောကဒါတစ်ချိန်မဟုတ်တစ်ချိန်မှာအကူနဲ့ပြန်ส่งတွေ့ရမှာဆိုလေအဲ့လိုမျိုးအာတင်းပြီးတော့သွားပြီးတော့ပြန်ရပါတော့ဒါမှပြန်ခဲ့တော့လေဟိုအဆင်ပြေအဆင်ပြေခဲ့ပါရဲ့ဟောအဲပြန်တွေ့ ဒီပြိုင်ပွဲကိုပဲငါပုံရင်တွေ့နေတာနဲ့ဘယ်လိုယုံကြည်မှုနဲ့လာသလဲဆိုတာသိချင်ကျွန်တော်တခြားသူတွေအလှည့်တော့မသိဘူးနော်ကျွန်တော်လေကြမှာဘာမှမပြောကြသေးခင်ပါပဲကျွန်တော်မရက်ထပြောအဲ့လိုမျိုးပေါ့နော်မင်းနဲ့ငါလည်းဝင်ဝင်ချင်းမှအဲ့လိုပြောလိုက်တော့အဲ့လိုမျိုးအရန်ကြောက်အားတော့ဖြစ်မိတာပေါ့နော်ဒါပေမဲ့လည်းစီပေါ်မှာဖြစ်တတ်တဲ့ကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုတော့အကောင်းဆုံးတော့ထိန်းခင်ရပါဘောလေဟုတ်ဟုတ်မင်းနဲ့ငါလည်းတွေ့ကြပြီဆိုတဲ့အချိန်မှာ ရန်ကြောက်ခဲ့တာပေါ့ကြောက်ခဲ့ရအရန်ကြောက်ခဲ့ဘာလို့လဲဆိုတော့ကိုကအရန်အားနာကိုကအမဟိုဘယ်လိုပြောမလဲတကယ်စီနီယာတကယ်ဝိုင်းရင်တရုတ်ဆောင်ဒရိုက်တာယူမှာကိုကအမလေးလုံးမိလိုက်တာဆိုပို့ပြအားနာရပေါ့နော်ပို့ပြလေအဲ့လိုမျိုးကြောက်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ဟိုနည်းနည်းလေးမျက်နှာပူပါရယ်ပေါ့နော်တွေ့ရမှာဒါမဲ့လည်းဒီအနုပညာလောကတစ်ချိန်မဟုတ်တစ်ချိန်မှာပြန်တွေ့ရမှာဖြစ်တွေ့ကြအောင်လို့ကျွန်တော်ဒီအာတင်းပြီးတော့လာပြီးတော့ရှင်းပြနေတာပါခင်ဗျာ အဲကျွန်တော်အစကတည်းကအခုနဲ့မတွေ့ခင်ကတည်းကအရင်စိတ်လှုပ်ရှားနေရပါတော့အရင်လဲကြတယ်ဘာလို့လဲဆိုတော့ဟိုအခုကကျွန်တော်အစကတည်းကလေးလေးလေးစားတယ်အရင်ကြောက်ရတဲ့အခုလည်းဖြစ်တယ်ဘောနော်ဘာလို့လဲဆိုတော့အခုကကြတော့ဟိုဘယ်လိုပြောမလဲမျက်နှာနည်းနည်းတီးတဲ့ထဲမှာပါဆိုလေအခုရဲ့ပုံစံကြီးလိုက်လို့ရှိရင်ကျွန်တော်ကြောက်တဲ့ထဲမှာပါဒါမှလည်းအဲ့လိုမျိုးအခန်းထဲဝင်သွားတဲ့အချိန်မှာကြတော့ကျွန်တော်ဘာမှစကားတောင်မပြောစီကွာစင်မမာကတည်းကဒီကနည်းနည်းလေးတုံးနေပြီကြောက်နေဒါမှကွာဒိုင်းနေရှိမှဆိုတော့ကြောက်တဲ့ပုံကလည်းပြလို့မရတာကိုကိုကိုကတော့ကွာစိတ်ထဲမှာအတိနေအရင်ကြောက်တဲ့ပုံစံပြင်ဒါမှကွာအဝင်ဝင်ချင်းမှမျက်နှာ ကိုကြည့်ပြောမြင်တဲ့ငါနဲ့တွေးကြရလို့ပြောချင်းမှာကိုကဘယ်လိုမှစိတ်ကဟိုထိမ့်လို့မရတော့အရန်ကြောက်တဲ့ emotion ကအရန်ဖြစ်နေပြီဗောနော်အဲ့ချိန်မှာအဲဟုတ်ကဲ့အကိုဆိုပဲကျွန်တော်အဲ့တိုင်းတိုင်းလဲပြောဒါပေမဲ့အကိုအဲ့လိုမျိုးပြောလိုက်တော့နည်းနည်းလေးတော့ဟိုကြောက်တဲ့စိတ်လေးတော့ဖြစ်ခဲ့ရပါဘောဟုတ်ဟုတ်ဒါတော့ကိုကဒီ judge လုပ်တဲ့အချိန်မှာတော့ဒီပွဲအပေါ်မှာမင်းရဲ့တယုတ်ဆောင်မှုဟုတ်ကဲ့ကြည့်မှာပါဟုတ်ကဲ့ဟုတ် personally တတ်တာဆိုတော့မင်းကိုအချိန်2မိနစ်ပေးမယ်ဟုတ်ကဲ့အဲ့ဒီ2မိနစ်အတွင်းမှာမြင်ကြိုက်တာတယုတ်ဆောင်ဝင်ရှိဟုတ်ကဲ့ဟုတ် ကျွန်တော်ကအစတုန်းကတော့အဲ့လိုမျိုးပေါ့ပြိုင်ပွဲအတွင်းမှာတော့အရန်လေးတော့အရန်တော့စိတ်လုံချားမိရပေါ့နော်အရန်လည်းကြောက်တယ်ဘာလို့လဲဆိုတော့အမှန်စင်တော့ကျွန်တော်ဟိုအရန်ကြောက်မဲ့ထင်တော့မပါဘူးဒါကလည်းရှေ့မှာကအကိုနဲ့နည်းနည်းလေးပြဿနာဖြစ်တာကိုဘက်ကလည်းနည်းနည်းလေးအမားလောက်ထားဆိုတော့အကိုပေါ်မှာအားနာတဲ့စိတ်ရဲ့နောက်ပြီးတော့ကြောက်တဲ့စိတ်ရဲ့ဖြစ်တာဆိုတော့ပြိုင်ပွဲမပြိုင်ခင်ထီတော့တော့အရန်လည်းစိတ်လုံချားတယ်ကြောက်တဲ့စိတ်ဖြစ်ပြီးတော့သွားမပြိုင်လို့တောင်ဖြစ်ရဒါမဲ့လည်းပြိုင်ခဲ့တော့လည်းဟိုဘယ်ပြောအကောင်းဆုံးတော့လွတ်ပြခဲ့တယ်အဲ့ချိန်မှာဟိုကိုကိုပြန်ပြီးတဲ့အချိန်မှာတိုင်းနေမှတ်ချက်ပြီးတဲ့အချိန်မှာအပြင်ခမ်းမထွက်တော့ခမ်းမပဲထွက်တော့အရန် ဟိုဘယ်လဲစိတ်ထဲမှာအရင်ပော့ပါသွားပြီမာရဲ့ကိုယ့်ရဲ့တာဝန်တစ်ခုပြီးသွားပြီလို့အဲ့လိုမျိုးတော့ဟိုလုတ်ခဲ့ပါတယ်ဟုတ်ဟုတ်ဖိတ်ဆန်းမိငါ့ကိုမချစ်ဘူးဆိုစကားနောက်တစ်ခါထပ်မပြောနဲ့ငါ့အမေအချက်ကိုအကြမ်းကြောင်မိုးထားတာငါနဲ့ငါအဖေရဲ့စိတ်ဆန်းတာမဟုတ်သူ့ရဲ့ပျော်ရှင်မှုတွေအားလုံးကိုစတဲ့ပြီးတော့သူ့နဲ့မပေါင်းရရတယ်သူ့ရဲ့ငယ်ချင်အောင်ပဲဆော့ဆော့နဲ့ချစ်ခဲ့တာကွာမိကြမှာမဖြစ်လို့ငါ့ကိုချစ်ရတယ် ျွန်တော်ကအမှန်တိုင်းပြောလို့ရှိရင်အကူကဒါအကူရဲ့မျက်လုံးပေါ့အကူကမျက်လုံးအိုက်ပါဝါကောင်းတယ်လို့ပြောမယ်ပေါ့နော်ဟိုကျွန်တော်မှမဟုတ်ပါဘူးတခြားသူတွေလည်းအဲ့လိုမျိုးအကူရှိန်နေကြောက်တဲ့ပုံစံမျိုးလိုတော့ဖြစ်ချင်လည်းဖြစ်မှာဘယ်လိုဆိုအကူရဲ့မျက်နှာထားကတည်တယ်ထင်မှာပါတယ်လူတယောက်ကိုပြောလိုက်လို့ရှိရင်ဩဇာဩဇာပါဝါအဲ့လိုမျိုးကြီးမားတယ်လို့ပြောမယ်ပေါ့နော်အကူကိုမြင်တာနဲ့ကိုကျွန်တော်ကအဲ့လိုမျိုးရှိန်နေထင်မှာပါတယ်ပေါ့နော်ဟုတ်ဟုတ်တယောက်ဆောင်တယောက်ဖြစ်ဖို့ဆိုတာတယောက်ဆောင်ကောင်းတာတစ်ခုတည်းနဲ့မရဘူးပေါ့ဟုတ်တယောက်ဆောင်ကောင်းတာတစ်ခုတည်းကတော့ရတယ်ဟုတ်ဒါမဲ့ ဒီလောကထဲမှာရပ်တည်ဖို့ဆိုတာကကြတော့ဟုတ်တရားတစ်ခုတည်းနဲ့မရဟုတ်ကဲ့သူတို့ဖြင့်စကားပြောဆိုဟုတ်အနေထိုင်ဟုတ်အဲ့ဒါတွေပါအများကြီးလိုတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကြတဲ့ဟုတ်တယ်ကြတဲ့စင်ပေါ်မှာကြောက်နေရဟုတ်တယ်ဟုတ်ဟုတ်အဲဘယ်လိုပြောချင်းလဲဆိုစင်ပေါ်မှာကြတော့ကျွန်တော်ကဘယ်လိုပြောမလဲဟိုတိတ်ပြောလဲစဉ်းစားချင်းလဲမရကြဘူးနောက်ပြအကူက ပွဲပြိုင်ပွဲလေးပြီးသွားတော့သူစင်ပေါ်မှာပေါ့နော်ဟိုသူ့ကိုလည်းဘာပြောချင်သေးလဲဆိုတော့မေးတဲ့အချိန်မှာကျတော့ကျွန်တော်ကချက်ချင်းလက်ငင်ဘာပြောမှန်းလည်းမသိဘူးအဲ့အချိန်မှာကျတော့ကျွန်တော်ကြောက်တဲ့စိတ်တစ်ခုတည်းပဲရှိနေတာအဲ့အချိန်မှာကျွန်တော်စဉ်းစားမိတာကျွန်တော်အကိုအဲ့စင်ပေါ်မှာပဲကျွန်တော်တခါရတောင်းမှန်ခဲ့နေတာပေါ့နော်ဘာလို့လဲဆိုတော့ကိုကအငယ်လေးဖြစ်တယ်နောက်ပြကိုဘက်ကလည်းနည်းနည်းလေးအမားလေးလည်းဖြစ်တာဆိုစင်ပေါ်မှာခဲ့တခါရတောင်းမှန်နေတာပေါ့ဒါမဲ့လည်းဒီအင်တာဗျူးကလည်းမှကျွန်တော်နောက်ထပ်ဟိုအကိုပေါ်မှာအမားလေးလည်းဟိုထပ်မလုပ်ပါဘူးနောက်ထပ်ဟိုနောက်ဒီဒီတခြားအရာတွေအားလုံးလည်းကျွန်တော်စင်ကျင်မှမယ်လို့ပြောချင်ပါတယ်ဟုတ်

အဲကိုရီးယားဘယ်လိုမျိုးပြောလဲဆိုတော့ကျွန်တော်ကရှိမှကြတော့တကယ်လို့အင်တာဗျူးဖြစ်လို့ရှိရင်ကိုကစိတ်ထဲမှာရှိရတဲ့အတိုင်းပဲပြောလိုက်တာပေါ့နော်ပုံမှန်လေးလေးမှာအဲ့လိုမျိုးပြောတဲ့ဟာလေးကဟိုဘယ်လိုပြောမလဲတခြားသူရဲ့အမြင်မှာသူတို့အမြင်မှာကြတော့နည်းနည်းအဖုအထစ်လေးပေါ့နော်ဟိုစကားပြောတာစကားပြောမှတက်တာလေးကအဲ့လိုမျိုးလေးဖြစ်တတ်တဲ့ကြောင့်မလားအနီစင်းတော့တာအင်တာဗျူးဖြစ်လို့ရှိရင်တော့မှအမားပါမှာကြောက်ကြောက်တယ်နေမှာပေါ့နော်အဲ့လိုမျိုးဟိုထင်းထင်းနေနေပြောဖို့ဟိုအင်တာဗျူးလေးအင်တာဗျူးဖြစ်လို့ရှိရင်စင်စင်ချင်းချင်းပြောဖို့အဲ့လိုမျိုးလေးပဲအနီစင်းတော့တာဟိုမှတ်ချက်လေးပြပါတယ်ဟုတ်အင်တာဗျူးပဲကြာစကားကိုစင်ချင်းပြီးပြောနော်ဟုတ်ဟုတ် ဟုတ်ကဲ့ဟုတ်အခုဘာဖြေထားသေးလဲဘာမှဖြေထားကုန်လဲဘာမှဖြေဘူး โอเคโอเคแกงเข้ามาเลยကျွန်တော်ကဒါဒီလိုမျိုးပါမယ်လို့တောင်မှအရင်ကြီးတော့ယုံကြည်မထားဘူးပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒါစင်မမာတော့ကျွန်တော်ကဒါအကောင်းဆုံးလေးလုတ်ပြခဲ့ရဒါပေမဲ့အကူကတော့ပြောပါရဲ့ဒီ channel ကိစ္စတွေကတော့သူနဲ့မဆိုင်ဘူးပေါ့เนาะဒီကျွန်တော်ရဲ့ဒီတရုပ်ဆောင်မှုပေါ်မှာသူမှတ်ချက်ပေးမယ်လို့ပြောချင်မှာကျွန်တော်စင်မမာကြတော့ဒါကျွန်တော်အရင်ဟိုအားကြရတဲ့အခု PDU ရဲ့ idea ကိုကျွန်တော်လုတ်ပြခဲ့အချိန်မှာကျွန်တော်တော့စင်မမာတော့အကောင်းဆုံးလုတ်ခဲ့ရဒါပေမဲ့လည်းပါမပါတော့ကျွန်တော်စိတ်ထဲမှာတော့မတင်မချဖြစ်နေတဲ့အချိန်မှာဒါလိုမျိုး top 20မှာပါလာတဲ့အတွက်ပါလာတဲ့အတွက်ကြောင့်လည်းရင်းတော့ဟိုပျော်ရွှင်ရပါတယ်ကျွန်တော်ထက်အမီကတော့ပို့ပြ ော့ပြောချင်ပါလဲဆိုအမေကပြိုင်ပွဲမှာလည်းလိုက်ပြီးတော့ဟိုဘယ်လို support အပြန်ပြရဆိုလေအမေကအရန်ဖြစ်နေတာတော့ကျွန်တော်တည်းအမေကပူပြီးပြောချင်ပါတယ်ဟုတ်ငါလေဟာနေမျက်လုံးလေးဟာဘာထွက်ချင်တာလဲချင်တာ YouTube ငါပြင်လို့ချင်နေမင်းပဲစကားနေပြီးတော့ဟာချစ်တယ်ဆိုစကားပြန်ချင်နေဝင်လာငါပြန်ချစ်ပါအဲ့လိုမျိုးပါကျွန်တော်တရုတ်ဆောင်တဲ့အချိန်မှာတော့နည်းနည်းလေးစိတ်ပူမိတာတော့ရှိရပါဘူးလို့ဆိုတော့ကျွန်တော်ဒီတရုတ်ဆောင် လောက်ရတာကမုထရတစ်ဖက်ဟိုကျွန်တော်ကြောက်ရတာအကူအမြန်ကျွန်တော်လောက်တဲ့ချိန်မြန်ဘာမြန်ပြောမလဲဖြတ်ပြောမြန်တခုမြန်စုမလားအဲ့လိုမျိုးစိုးရိမ်စိတ်တွေတော့ရှိခဲ့တာပေါ့နော်ဒါမဲ့လည်းအကူကကျွန်တော်တရုတ်ဆောင်တဲ့ချိန်မှာဟို2မိနစ်ပြီးမဲ့အကောင်းဆုံးလောက်ဆိုပြီးအဲ့လိုပြောတယ်ပေါ့နော်ဒါမဲ့လည်းအကူကဘာမှမပြောပါဘူးဒီတရုတ်ဆောင်ဒီပြိုင်ပွဲပြီးမှပဲမှတ်ချက်လေးပေးခဲ့ပေါ့နော်အဲတခြားအဲပြိတက်တွေတခြားတငယ်ချင်းတွေကတော့အဲ့လိုမျိုးပေါ့ ဘာများဖြစ်မလဲပြန်ခွဲသွားပြီးတော့မြန်အဲ့လိုမျိုးအဲအကုန်နဲ့မြန်ဟိုအကွာမြန်စူအောင်မလားဆိုပြီးသူတို့တွေကတော့အဲ့လိုမျိုးသူတို့စိတ်ထဲမှာထင်နေပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးအကွာတော့မစူပါဘူးဒီတန်းတန်းကျွန်တော်တို့ခေါင်းစီချင်းနဲ့စေတနာလေးနဲ့အဲ့လိုမျိုးပြောပြောပြတင်ပြပေးခဲ့ရပဲရှိရပါဟုတ်မင်းရဲ့လုပ်ရတခုကဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေရဲ့ဂုံတိတ်ခါဒီပွဲရဲ့ဂုံတိတ်ခါအများကြီးအကျိုးသက်ရောက်မှုရှိတယ်ဟုတ်ဆိုတော့လာရဲတာတော့ချီကျူးတယ် တိမှတ်ပြုတယ်ဟုတ်နော်ဟုတ်ထပ်ပြီးတော့စ조사ခြင်းစိရှိတာကိုလည်း appreciate လုပ်တယ်ဟုတ်အဓိကတော့ကျွန်တော်အကူနဲ့ပို့ပြီးတော့ဟိုရင်းနှီးမှုရခြင်းနဲ့ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲပြည့်လေခြင်းနဲ့လို့ပြောရမယ်ပေါ့နော်ရှေ့မှာじゃကျွန်တော်က ိတ်ပြီးတော့ဘယ်လိုပြောမလဲအကူနဲ့စကားပြောခွင့်တွေလည်းမရခဲ့ဘူးဟိုအရင်ကိုကိုတိုင်းလည်းမှားပါတယ်တောင်းပန်ပါတယ်လို့လည်းကျွန်တော်ပြောခွင့်မရခဲ့ဘူးနော်ဒါမှလည်း24ရက်နေကြလို့ရှင်ကြတော့ဒါအကူနဲ့ထိတ်တရင်ဆိုင်မဲ့ချင်းရောက်လို့ရှင်ကြတော့ကျွန်တော်ကဒါကိုဘက်ကကိုကလည်းအငယ်ဖြစ်တယ်နောက်ပြီးတော့ကွာအခုပုံမှာလည်းအမားလေးလည်းလှုပ်ထားတယ်ပေါ့နော်။နောက်ပြတော့ဟိုကို့လည်းဒီလောကအလေးလည်းကျွန်တော်ကဒီအနုပညာကိုလည်းချစ်တယ်ဒီလောကအလေးလည်းထွက်မသွားခြင်းပေါ့နော်။နောက်ပြအခုရဲ့စိတ်ထဲမှာကြာတော့လည်းကျွန်တော်ကအဲ့လိုမျိုးပေါ့အဖုထစ်လေးတွေဘယ်လိုပြောမလဲနည်းနည်းလေးအဲ့လိုမျိုးဖြစ်မှာကိုလည်းကျွန်တော်စိုးရိမ်နေပေါ့နော်။အဲ့လိုမျိုးလည်းမလိုလားအဲ့ကြကြမလို့ကျွန်တော်က ဒီစဉ်းစားထားလို့ရှိပါဒါဒီ24ရက်နေရောက်လို့ရှင်ဒါလူအများကြားမှာပေါ့နော်လူများကြားမှာကျွန်တော်မှားလို့ရှင်ဒါအခုပုံမှာဒါရှစ်ခုပြောကျွန်တော်တော့တောင်းမယ်မယ်လို့တော့စိတ်ကူထားပါတယ်ဟုတ်ဘာဖြစ်လဲဆိုတော့ကိုကဘယ်လိုပြောမလဲဒီအနုပညာကိုလည်းချစ်တယ်နောက်ပြီးအခုနဲ့အဲ့လိုမျိုးပြည်လဲခြင်းနဲ့စိတ်လီနဲ့အခုကအဲ့လိုမျိုးပွင့်မှကြလို့ရှင်တော့ရှစ်ခုတောင်းမယ်ရှင်ပါတယ်ဟုတ် ဟုတ်ဒါပြန်ပွဲအတွက်လည်းဒါပြိဿတိအားပေးဖို့အတွက်လည်းပြောပြပါဟုတ်အဲဒါဆိုရင်ဒါကျွန်တော်ရွှေရွှေကလေအခုဒီအားပေးကြတဲ့ပြိဿကြီးကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အခုဒါဒီ Super Star Academy ကလည်းဒါ show live application မှာပြန်มาဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ပြလို့ရှင်လေအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ